ကီနီကလေကြောင်းတိုက်ခိုက်ခံရမှုတွေကိုဖြစ်ဖြစ်ချင်းလူမှုကွန်ရက်တွေပေါ်မတင်ကြဖို့ရှီတန်းကရဲဘော်တွေနဲ့ကယ်ဆယ်ရေးသမားတွေကမြစ်တာရက်ခံထားပါတယ်။မော်ရစ်ကပြောပြပေးပါလိမ့်မယ်ရှင်။လက်ရှိမိုးပြဲကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာမြေပြင်တပ်တွေအပြင်အသေးခံဒရုန်းတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်ထက်ပိုသုံးလာနေတာတွေ့ရပါတယ်။ဒါကြောင့်ကရင်နီကလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးကြတာတွေနဲ့ ဒရုန်းတိုက်ခိုက်ခံရတဲ့နေရာတွေနဲ့ဖြစ်စဉ်တွေကိုဖြစ်ဖြစ်ချင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတင်မဲ့လုံခြုံရေးသတိရှိကြဖို့တောင်းဆိုထားတာပါလေရင်ကျဲတဲ့လက်နဲ့ကြည်ပြည့်တယ်ဆိုတော့ချို့ရရှောက်ရောက်တန်းပြီးတော့တင်ရောအဲ့လိုတင်တော့ဘာဖြစ်လာနိုင်လဲဆိုတော့ဆိုးကျိုးကအခုတို့တို့ကသူ့ထက်ငါဥအောင်ကောက်ခင်လိုက်မလားဥမာ စစ်တပ်ကနေပြီးတော့ဆိုကြပါလို့သူတို့ပြစ်မှတ်ကိုကျဲလိုက်တယ်ဒါပေမဲ့လေခွင်းထဲမှာကြာတယ်ဘာမှမဖြစ်ဘူးပြည်သူမထိခိုက်ဘူးဆိုသူတို့ကကောက်တင်လိုက်လို့ရှိလို့ရှိရင်နောက်ထပ်သူတို့ location ရတဲ့ဟာကိုထတ်ကျင်အတို့ပြည်သူတွေပဲဒုက္ခရောက်မှာပေါ့တေးမှာပေါ့အဲ့ဒါကိုတချို့ကနားမလဲဘူးဥပီရောလျှောက်တင်နေပေါကန်းသေးအဲ့လိုလျှောက်တင်တော့မလိုလားအဲ့တဲ့ပြဿနာဖြစ်ကုန်တော့ပေါ့ ခရနီစစ်မြေပြင်မှာစစ်ကောင်စီတပ်တွေကမီလောင်ပုံးတွေဓာတုပုံးတွေတုံးနေတဲ့အပြင်အသေးခံဒရုန်းတွေမှာတီနီယာအတိအကျမှတ်ပြီးတိုက်ခိုက်မှုတွေကြောင့်တော်လိုင်းရင်တပ်ပေါင်းစုတွေမှာထိခိုက်ကြဆုံးမှုတွေရှိလာနေပါတယ်။ကာမီကာစီအသေးခံဒရုန်းတွေနဲ့လေရင်လာကျဲတာတွေဟာအရင်ထက်ပြစ်မှတ်ကိုပိုတိကျလာတယ်လို့လည်းရှေ့တန်းကရဲဘော်တွေက DBP ကိုပြောပါတယ်။ကန်ကာစီကနေဆုံးမိုင်340ပြီးတယ်ပေါ့နော်။ပြီးတော့ပဲနားကျလဲအဲကျတဲ့နေရာကိုသူကအာလိုင်းပေါ်မှာကျွန်တော်ဖ ။အောင်လက်ချက်ရကျွန်တော်ဒီနေ့ဒီမှာရှိတဲ့လူတော့ဒီဒီလူတို့ online ပေါ်တင်ကြတယ်ဒီနေ့ကကြတယ်ဆိုရင်တို့မှတ်သားထားတယ်။အဲနောက်ပြီးတော့တို့ဘယ်လိုပြောမလဲဒီတဲ့တုံးပြနိုင်တဲ့ဟာတွေကိုတစ်ဆင့်တစ်ဆင့်တို့တုံးပြတယ်ကျွန်တော်ရှေ့လမ်းမြေပြင်မှာဆိုရင်တို့ဒီအစိမ့်ငွေတွေဒါတူးနဲ့ပတ်သက်တဲ့ဒီဟိုဘာလို့လဲဒီတရားပြင်ပေါက်ွဲစီနိုင်တဲ့အရာတွေမှာညတို့တုံးတယ်တုံးကြတဲ့အချိန်မှာကြည့်ရင်လည်းဒါတို့က တန်းတာတုံ့ပြန်ပြီးတော့ထိရောက်မှုကိုသူတို့ချိန်မှတ်ပြီးဟိုနောက်တိုင်နောက်တစ်ချိန်ဆိုတာသူတို့သုံးဖို့မှုအကောင်သွားမယ်ဆိုခဲ့ရင်သူတို့တောက်လျှောက်ပို့ပြီးတော့တုံ့ပြန်နိုင်မဲ့ချိန်မှာရှိတယ်လို့ယူဆရပါတယ်ပြီးခဲ့တဲ့မက်ရှလာ၄ရက်နေ့ကလည်းစပေးဆောင်တရာကျော်ရှိတဲ့ဒီမော့ဆိုကဆစ်ဆောင်စခန်းတစ်ခုအနီးကို ကာမီကာစီအသေးကန်ဒရုန်း၂စီးကျရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုတော့မရှိခဲ့ပါဘူး။လက်ရှိမိုးပြဲပြန်ရဖို့ထိုးစစ်ဆင်နေတဲ့တိုက်ပွဲတွေမှာလည်းစစ်ကောင်စီရဲ့အသေးကန်ဒရုန်းတိုက်ခိုက်မှုတွေပိုပိုများလာတဲ့အတွက်ရဲဘော်တွေနဲ့စစ်ရှောင်းလုံခြုံရေးအတွက်နေရာအတိအကျနဲ့ပုံတင်တာတွေဂရုစိုက်ဖို့တော်လိုင်းတပ်ပေါင်းစုတွေနဲ့ကယ်ဆယ်ရေးသမားတွေကနှိုးဆော်ထားတာပါကျွန်တော်မော်ရစ်ပါ။